အထမင်းအရင်ကိုအကြောင်းအမျိုးမျိုးကြောင့်မစားရလို့လွမ်းနေတဲ့သူတွေရှိလားရှိရင်လင်းရဲ့ဒီဘော်လေးကိုအဆောင်ကြီးကြည့်ကြပါအောင်ရှင့်ဒီတစ်ခါမှာလင်းလင်းနဲ့ဒီနဲ့ခမင်းဆိုင်လေးကြလေသူ့ရဲ့ဆိုင်ကအချင်းချင်းလေးကိုသူက အစီအနစ်အရသာစုံစုံလင်လင်နဲ့ကိုချက်တွေ့ထားတာပေါ့နော်။ဟင်းမယ်ဆိုလို့ရှိရင်အတော်လေးကိုစုံနေ။အဲတနည်းကိုပေါ့နော်ဟင်းအမျိုးသား20ကျော်လောက်ထိပြကြပါတယ်။နောက်ပြီးတော့အရန်ဟင်းကိုလည်းသူကလုံးဝပေါ့နော်။အရှံအပယ်သုံးဆောင်နိုင်တာ။ဒီဆိုင်ရအရန်ဟင်းကလည်းတော်တော်လေးကိုအရသာကောင်းတယ်။နောက်တစ်ခုကကျတော့ပဲဟင်းပေါ့နော်။ပဲဟင်းချက်ထားတာဆိုလို့ရှိရင်လုံးဝကိုဖြစ်နေနေတာပဲ။လက်အိမ်သားမှာရက်နေတာမှပေါ့နော်။ပဲဟင်းအနယ်လေးကိုနှိုးနေတာပဲ။အဲ့တော့ဒီနေ့လေးကဒီဘလော့လေးမှာနှင်းနေစားဖို့ဒီဆိုင်လေးမှာစားမှာဖြစ်ပါတယ်ရှင်။ ကဲအဲ့တော့ဒီနေ့မှာလင်းကမာမူကြီးဆိုင်မှာလင်းနေ့လည်စာစားပါမယ်အဲ့တော့လင်းထာမစားခင်မှာဆိုလို့ရှိရင်လင်းကြီးဆိုင်လေးကိုလမ်း90ဘက်ကဆိုင်မှာလင်းစားဘူးတယ်ပေါ့နော်ဒါကတော့တောင်းကလာဘက်ကဆိုင်ဒီမှာဆိုရင်လည်းဟင်းနေရလေလမ်းကစရာအတိုင်းလိုပဲအများကြီးပဲပေါ့နော် ငါပြောပါလဲဆိုတော့ဒီမှာဆိုင်ရဲ့အခင်းချင်းပေါ့နော်လမ်း90ထပ်တော့ဒီတောင်းကလာဘက်ကဆိုင်ကပို့ပြီးတော့ကျဲတယ်ဆိုင်နေထားပြီးတော့လူအများကြီးပဲပေါ့နော်နောက်တော့ဒီဆိုင်မှာပါလဲဆိုတော့လင်းဝင်လိုက်တာနဲ့ဟိုအလှပေးလလားထင်ရလာအောင်ပေါ့နော်စားသုံးလူရအများကြီးပဲပေါ့အဲ့တော့ဒီနေ့မှာလင်းကမှားထားတာကြတော့စိတ်ပေါင်အားလို့ရင်းနဲ့မှားထားတာပါဒီမှာတော့သူမမူကြီးရထုံးဆန်တိုင်းကိုပဲသူကအရန်ဟင်းဆိုလို့ရှိရင်သူကအဲဒီမှာဆိုရင်6မျိုး9မျိုးလောက်ဒီချပေးရပေါ့နော်ကဲအဲ့တော့စားလိုက်အောင်မယ်ဒီမှာတော့လင်းတို့ငရုတ်ကြီးကြော်လဲပေးထားပေါ့နော်ငရုတ်ကြီးကြော် တော့ဒီဘက်ကကြတော့ရွှေဖျုံလေးအချိုချက်လေးပြီးဒီကတော့ခဲနေတဲ့ငပိကြက်ထက်နဲ့အရင်လေးထဲမှာပြီးတော့ညှစ်ကြော်ပါမယ်နောက်တစ်ခုဒါကကြတော့ဗာလဲဆိုတော့လည်းငရုပ်ပြီးသေးုံပေါ့နော်သူငူအရသာလေးဟိုဆက်ဆက်ကလေးနဲ့နှစ်နှစ်အနှစ်ပုံစံလေးလုပ်ထားတဲ့ဟာမျိုးလေးပေါ့နော်အဲနောက်တစ်ခါကျတော့ဒါကတော့ကဖားသီးပေါ်ပြီးပေါ့ဒါလေးကိုရောပြောတုပ်ထားတဲ့ပုံစံမျိုးဒီဘက်ကကျတော့တရသည်သနက်လို့တရသည်မဟုတ်ဘူးတမရသည်သနက်လေးတမရသည်သနက်ပုံစံမျိုးပေါ့နော်ကဲအဲ့တော့စလိုက်အောင်မယ် တော့ဆိုတော့ပန်းဟင်းလေးမြင်မယ်ဒါကတော့လေးမထားရဲ့စိတ်ပေါင်အားလို့ဟင်းမှာတပွဲမှာဆိုတော့သူကစိတ်ပေါင်ရဲ့ပြီးအားလို့လုံးပါတာပေါ့နော်ဒါကတော့ပဲဟင်းပြပြကလေးပဲဟင်းလေးအရင်မြင်ကြည့်လိုက်အောင်ပဲနဲ့တော့ကောင်းတယ်။လမ်းကကြားတိုင်းပဲ။ကဲအဲ့တော့စားလိုက်မယ်။ခင်းနေကပြီးကြလေအရင်ထည့်လိုက်မယ်။ ။ဆက်ကြပါအောင်။အញ្ញဟင်းနဲ့စားကြည့်လိုက်မယ်။အင်းကောင်းတယ်။ဟုတ်ရဲ့လေ။အနှဲ့ရလာလေရလေ။ဒါလို့ဒီတိုင်းခရမ်းရင်လိုချက်တာမဟုတ်ဘဲနဲ့လေ။မချောင်းနဲ့ခရမ်းရင်ဒီရောချက်ထားတဲ့အရသာလေးလိုလိုဒါမှမဟုတ်ဘသူညောင်းနဲ့ခရမ်းရင်ဒီရောချက်ထားတဲ့အရသာလေးလိုပေါ့နော်။အဲ့လိုအရသာလေးဖြစ်တယ်။ဘာလို့ခရမ်းရင်ဒီပဲတီးတဲ့အညတာမျိုးမဟုတ်ဘူးပေါ့။ဒါလို့ပါမလား။ကဲဒါတော့စိတ်ပေါက်ပါလို့။ ဒီမှာတော့အာလူတုံးအခြေတစ်ခုပါတယ်ဘယ်လိုရှင်တော့စိတ်ပါမော်နော်ဒီလိုမျိုးအတုံးကြီးတုံးပါတာပေါ့ညောထည့်ချလိုက်တော့မယ်နော်ပါတယ်ရှယ်အလူကမပြောမူအိညာပဲချက်ထားတာ ုံးထည့်လိုက်တော့မယ်။ကဲ။ဖိုက်စာခဏဆက်။ဆက်ကြပါအောင်။ဒါတုတ်စရာတုတ်စရာမှာဆိုတာ၃မျိုး၄မျိုးလောက်ထည့်ပေးထားပါတော့။မပဲသေးပါမယ်ပြလို့ရှင်ရယ်။မသွားသေးပါမယ်။ရှောက်ရွက်အဲ့လိုလေးပါမယ်။谢谢。 ်ဆက်ပေါင်းလေးချထားလဲနူးဣညာပဲတော်တော်လေးကောင်းတယ်ပဲဟင်းလေးဒီမှာပဲဟင်းထပ်တော့မယ်ပဲဟင်းရွှေရွှေလေးနဲ့စားရတာပေါ့လေးကပူကြိုက်တယ်ပေါ့နော်ပြန်ကြည့်ပါလေ။ကောင်းလား။တင်းရတော့လေ။တင်းလေးကတော့တော်လေးကောင်းတယ်။ ပြောဒီထဲမှာပါတယ်လေအမွှေးနဲ့ဆုံးမလို့လည်းနေလေအကျေမိုက်တယ်ကဲမစားတာကြာတော့တော်တော်လေးလဲစားကောင်းထိတ်တာချက်ထားလေလုံးဝမှာနူးအီးနေတာပဲရှယ် ဒီမှာလေးခင်းနေလည်းအများကြီးပဲရွေးချက်စရာဟင်းတော်တော်ဆုံးဆောင်နေလေးရှိရတော့ွားသေးတယ်လို့ထည့်လဲလာစားတဲ့အချိန်မှာလေဆိုင်ကတော်တော်လေးဟိုမှာလူကြများ ါပေမဲ့ဒီမှာဆိုစမ်းလဲထိုင်ကြနေရရလဲဒီမှာလမ်း90ဆိုတော့ဒီမှာထိုင်ကြနေရရလဲပို့ပြီးတော့ဗောနော်နေရကျဲဝင်လဲကျဲတယ်ထိုင်ကြနေရလဲပို့ပြီးတော့များတယ်ဆိုင်းရအထိုင်ချင်းနေရလဲတသက်ရရခွေးရှိတယ် ရရရရရွှေပြုံကလေးဆက်ထားလဲချိုးပြီးတော့နိုးအိမ်လာပဲ90တွေကဆိုင်မှာဆိုလို့ရှိရင်လည်းလင်းစားခဲ့ရမှာလို့ရှိရင်ပေါ့နော်ဒီလိုမျိုးအရင်ဟင်းဒီတိုင်းပဲလေပုံမှန်အဲ့ဘက်ဆိုင်မှာဆိုလို့ရှိရင်လည်းဆိုင်ထားမစားပြည့်နေတာမှာပေါ့နော်လေပါဆက်ထုတ်ပြီးတော့စားပြည့်တယ်ဒီတောင်းကလာဘက်ကဆိုင်မှာတော့လေအခုမှပထမဆုံးကစားတာပေါ့အာကောင်းတာဘူးလာမှာလေ

ချပေးထားတဲ့အရင်ဟင်းနေရာလဲတော်တော်လေးဟိုအရသာရှိတဲ့အတွက်မင်းတို့ဗာလဲဆိုတော့မြန်မြန်ဆိုင်ဆိုင်လေးနဲ့စားကောင်းတာပေါ့နော်ဒီမဲ့စားရတာလေဒီကဘီနေရွေးနေလေးစားကြည့်ရွေးလေးစိမ့်ချက်လေး Thank you. ဲ့ဆားလောက်တော်တော်လေးကိုကောင်းတယ်ဒီမှာဆိုရင်လေလင်းတစ်ခုပြောချင်တာကရွေးချယ်စရာဟင်းကတော်တော်လေးကိုမအောင်များတယ်ဒီမှာဆိုရင်ဒါစက်သားအမဲသားစိတ်သားပဇွန်ငါးပေါ့နော်ပြီးလို့ရှိရင်ဒီမှာဆိုရင်စိတ်ကလေးစားရတယ်ပြီးလို့ရှိရင်စိတ်ပဲဒါရီပြင်ကုန်ပဲလင်းကူစားရဲ့စိတ်ပေါင်းအာလူအမွဲမွားကြော်ပေါ့နော်ဒါရီမကောက်ဘူးပြီးလို့ရှိရင်ဘဲဦးဟင်းဘယ်လိုမျိုးဟင်းဆောင်းဆောင်းလေးလေးကိုရတာပေါ့နော်ငရံကောင်းဟင်းတို့ပါလဲရတယ်အဲ့တော့လင်းကူစားတာဆိုရင်ဈေးနှုန်းအနေနဲ့ကကြတော့ဒါပေါ့နော် စိတ်ပေါင်းအာလူနဲ့ကိုမလင်းကူစားတာဆိုရင် 8500ပေါ့နော်8500ကျတယ်အဲ့တော့ဆန်နိစာလေးကိုလင်းပြပြပေးပါမယ်ဆန်နိစာလေးကတော့အမှတ်290တစ္ဆာလမ်းမာကြီးပေါ့20ရက်ကတောင်းကလာပါမြို့နယ်မှာရှိတာပါလို့တောင်းကလာဖရားနဲ့တော့နေရပေါ့နော်စိုင်းနံပါတ်လေးကတော့မာမူကြီးထမင်းဆိုင်မှာရှင်းလင်းအောင်ဆက်ပြီးဆက်လိုက်ပါဦးမယ်လင်းရဲ့ဘလော့လေးကိုဒီမှာပဲရက်လိုက်ပါတော့မယ်ရှင်းဘလော့လေးကိုဆက်ကြည့်ကြည့်လို့ကျေးဇူးတင်ပါတယ်နော်ဆက်ပါ